ထိုင်းမြန်မာ ကုန်သွယ်ရေးအတွက်အလွန်အဓိကကျတဲ့မြရီကော့ဂရိတ်အာရှလမ်းမကြီးကိုမနက်ဖြန်အောက်တိုဘာ18ရက်နေ့မှာပြန်ဖွင့်တော့မယ်လို့သတင်းတွေထွက်ပေါ်နေရလို့ရန်ကုန်မြရီကူးသန်းနေတဲ့ရမောင်းတွေစီကသတင်းရရှိပါရယ်။ဒါပေမဲ့တာဝန်ရှိသူတွေအနေနဲ့အဲ့ဒီလမ်းကြောင်းတစ်လျှောက်ကိုလွန်ကျုံရင်းအရာတာဝန်ယူပေးနိုင်တဲ့အခြေအနေမှာမရှိတာကြောင့်စိတ်မချရဘူးလို့ဒေသခံတွေနဲ့ရန်ကုန်မြရီကိုပြေးဆွဲဒီပြင်အခြေအနေရကြည့်မယ်ဆိုရင်လုံးဝမဖြစ်နိုင်သေးဘူးလို့ရန်ကုန်မြို့ရီပြေးဆွဲနေတဲ့ခီးသည်တင်ရမောင်းတို့ကပြောပါရယ်။ ချက်လန်ကိုဂိုင်းလွတ်မယ်ဆိုနေမီလုံုံရင်းကိုလက်ရှိနိုင်ငံတော်အစိုးရအပြည့်အဝတာဝန်ယူနိုင်မှရမှာလေအခုကသူတို့တိုက်ပွဲဖြစ်တယ်အဲ့လမ်းကြောင်းတွေကိုတိုက်တယ်တိုက်ပြီးတော့သူတို့လမ်းတော့ချောက်ပွင့်အောင်တော့တိုက်လို့တိုက်နိုင်သွားပြီပေါ့နော်ပွင့်အောင်တိုက်နိုင်သွားပြီးရဲ့နောက်ပိုင်းမှာသူတို့အခုကဘာထပ်ဖြစ်နေလဲဆိုတော့ဟိုအဲ့လမ်းတွေမှာလမ်းကင်းတွေပေါ့မိုင်းတွေရှင်းတယ်လမ်းမှာကင်းစခန်းတွေဆောက်တယ်ပေါ့နော်အဲ့ဒါတွေကမပြီးသေးဘူးလို့သေးတယ် ။သူကဂျိုးသွားတဲ့တရားတွေသူတို့ထက်လို့လုံးတယ်ပေါ့။အဲ့မှာအဲ့လိုတွေလုံးနေရဆိုတော့မပြီးသေးဘူးကွာလို့သေးရဲ့နောက်တစ်ခုကအဲ့လိုလုံးနေရင်တန်လန်းနေအခုကတိုက်ပွဲကတော့ရှောင်းဖြစ်နေတယ်။စိတ်မဖြစ်သေးဘူး။ကားတွေသွားဖို့အတွက်ကလေ။အကယ်၍ပွင့်သွားတယ်ဆိုရင်တော့အခုအကိုတို့ဆိုရင်ချက်ချင်းမသွားရဲသေးဘူး။လက်လုံးအခြေအနေရတော့အခုထွက်နေတဲ့သတင်းတိုင်းဒီဟို၁၉ရက်နေ့ပွင့်မယ်လို့ဘာလို့ညာလို့ဆိုတာကတော့မဖြစ်နိုင်သေးဘူးဒီမှာ။သိကြတယ်သိလား။ ။ရရီကော့ဂရိတ်အာရှလမ်းမကြီးနဲ့သင်္ကန်းညင်တော်ကိုစစ်ကော်မရှင်တပ်ကပြီးခဲ့တဲ့စက်တင်ဘာ16ရက်ကပြန်လည်ထိန်းချုပ်ခဲ့ပြီးတဲ့နောက်အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်နိုင်ဖို့လမ်းမိုင်းလုံခြုံရေးနဲ့ပြုပြင်ရေးလုပ်ငန်းတွေဆောင်ရွက်နေရတာရှိပေမဲ့လက်ရှိချိန်ထိတော့မပြီးစီးသေးဘူးလို့ဒေသခံတွေနဲ့ခီးတဲ့တချို့ကပြောပါရတယ်။ အာရှလန်အမှန်တကယ်သာပွင့်မယ်ဆိုရင်ခီးသွားတဲ့အတွက်အဆင်ပြေလာနိုင်ပေမဲ့ကုန်စည်စည်းစိမ်မှုပြန်လဲခွင့်ပြုမပြုကတော့မသိရှိရသေးဘူးလို့ကုန်ပစ္စည်းတွေသယ်ယူပေးနေရတဲ့ရင်မောင်းတူကပြောပါတယ်။အာရှလန်ပွင့်သွားတဲ့အချိန်80ရာခိုင်နှုန်းကတော့တင်ကြပေါ့အဆင်ပြေမှာပဲ။အဆင်မပြေမဲ့20ရာခိုင်နှုန်းကဘာလဲဆိုတာအခုလမ်းပွင့်တော့ညာလည်းပဲသူတို့တာဝန်ရှိတဲ့အဖွဲ့အစည်းတွေရဲ့ gate တွေတော့အဲ gate တွေရဲ့ငွေကြေးကောက်ခံမှုတွေ အဲ့ဒီအပိုင်းကြီးကတော့20ရာခိုင်နှုန်းလောက်အဆင်မပြေဘူးဖြစ်သွားမှာပေါ့ကွာအဲ့အဲ့ဒါကိုအလုံးလုံးတဲ့လူတွေကဟိုဘယ်လဲမြောက်သူတို့ကြိုးစားပြီးတော့ဆိုလိုက်လောရမှာပဲစီးပွားရေးဓမ္မအဲ့တော့ဒီလိုပဲသူတို့ကဘယ်လိုအခြေအနေမှာဖြစ်ဖြစ်ရအောင်တော့လုပ်နေတော့အခုအာရှလန်ပွင့်တော်ညာလဲပဲအာရှလန်ပွင့်လဲအခုအကောင်စီပြည်ချင်းမှုအနေနဲ့ကတော့တက်ရှိနတ်ဆက်ကသူရပိတ်ထားတာလူရပစ္စည်းရလောကတယ်လို့မရဘူး ဘလို့ပုံစံပြန်ပြီးခွင့်ပြုလာမလဲဆိုတဲ့အပေါ်ပဲမူတည်ပါသိလားရရီဒေသခံတူကတော့အရှာလန်းဖွင့်ဖို့ကိုအောက်တိုဘာလမတိုင်ခင်ကတည်းကပြောဆိုနေကြတာဖြစ်ပြီးလက်ရှိချိန်ထိတော့အဲ့ဒီလန်းကနေသွားရတဲ့သူမရှိသေးဘူးလို့ဆိုပါရယ်။သွားရဲသွားဖို့အဲ့လိုပဲပြောထားလား။ဒါမှမဟုတ်ဟိုဖွင့်တော့ဖွင့်နေပြီသွားရဲသွားကြဖို့အဲ့လိုပဲပြောတာတကယ်မဟုတ်ဘူး။အဲ့လိုပဲကြားရတယ်မှာသွားရသွားရဲဒါတော့တကယ်ကြီးလမ်းမသွားကြသူ့ဘဝလမ်းကလည်းသွားကြတယ်လေ။ မဟုတ်ဘူးမပွင့်ရတော့ကြာနေပြီဒါမှတင်ရမသွားကြသေးဘူးပြောတာကြာနေပြီဒီမှာကောင်မပါတော့ဒီမှာမကောင်တင်ရဖွင့်နေရလဲအမဖွင့်မဖွင့်ဝင်ဘာမှမပြောင်းလဲနေဘူးဒါပေမဲ့အခုကကွန်ပျူတာကြီးအပေါ်အောက်တက်လို့မရအဲ့ဒီကူကနည်းနည်းပါဖြစ်ပွိုင်းလို့တောင်းရင်ကြာရတယ်လေနည်းနည်းတော့ချစ်ကြီးတွေပဲအခက်ကြီးဖြစ်မှာကွန်ပျူတာအဲ့ချစ်ကြီးနည်းနည်းတတ်တယ်ပေါ့အေးအဲ့လောက်ပါအားကြလည်းအကောင်းဆုံးပါဘူး မြန်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 ကခဏလေးကွာရှိရှိရှိရရောက်ရင်ကွာရကြတယ်ဒီမှာလမ်းလမ်းမကောင်းဘူးလမ်းလမ်းကျနေတယ်ဆရာသင်ချာရတဲ့အချိန်နေတာပဲကြောက်တယ်ဒီလိုမျိုးတော့ရကြအောင်ခွေးခွေးကြောင်တော်ရည်ရရီကော့ဂရိတ်အရှာလမ်းမကြီးကိုစစ်ကော်မရှင်ကလမ်းမိုက်နေရာတချို့ကိုထိန်းချုပ်ပြီးနောက်စက်တင်ဘာလနောက်ဆုံးပတ်ထဲမှာပြန်ဖွင့်မယ်လို့သတင်းတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်ခဲ့ပေမဲ့အခုချိန်ထိတော့မဖွင့်နိုင်သေးပါဘူး။ ထိုင်းပြည်မှာကုန်သွယ်ရေးလက်မှတ်ကြီးကို2023ခုနှစ်နိုဝင်ဘာလကတည်းကကုန်လွှင့်ရေးစည်းသားမကပဲခီးသွားတွေကိုပါတွာလာခွင့်မပေးတော့ပဲပိတ်ထားခဲ့တာပါ။အဲ့ဒီလက်မှတ်ကြီးပြန်ဖွင့်နိုင်ဖို့စစ်ကော်မရှင်လက်အောက်ခံကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KNU ငင်းကြေးကောင်စီ DGB PGF စတဲ့အဖွဲ့တွေကြားဆွေးနွေးမှုတချို့လည်းရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။လက်ရှိမှာလည်းရပိုင်းတွင်ပြန်ဖွင့်ပေးမယ်လို့သတင်းတွေတွင်တွင်ကြဲကြဲထွက်ပေါ်နေပြီမြေ MPA အနေနဲ့တော့အသေးအတိပြုနိုင်တာမျိုးမရှိသေးပါဘူး အရှာလမ်းမကြီးပိတ်ထားချိန်မှာအစာထိုးလမ်းအနေနဲ့ထောက်ကော်ကူလမ်းအပါဝင်ကျောက်တောင်လမ်းနဲ့တစ်တညာတစ်ရှယ်လမ်းတွေကိုအသုံးပြုနေရတာတွေဖြစ်ပြီးအများဆုံးကတော့ထောက်ကော်ကူလမ်းကိုအသုံးပြုကြတယ်လို့သိရပါဗျ။ ဒါပေမဲ့လည်းအဲ့ဒီလမ်းမိုင်းတွေမှာအခွင့်အဆုံဂိတ်တွေများပြားပြီးဂိတ်ကြီးတွေလည်းအများပြားပေးနေရပေမဲ့သွားလို့မရလောက်အောင်ပျက်စီးနေတဲ့လမ်းတွေကိုတော့ပြုပြင်ပေးတာမျိုးမရှိတာကြောင့်ခီးသွားတွေအပြင်ခီးတဲ့တင်ရင်မောင်းတဲ့ကုန်ကားမောင်းသူတွေအခက်တွေ့ရသလိုမကြာခဏရင်မတော်တဆမှုဖြစ်ပွားတာတွေလည်းဖြစ်ပေါ်နေတယ်လို့ပြောဆိုကြပါတယ်။ လက်ရှိရန်ကုန်မြို့ရီကားကားတွေကတော့အ ਨੇ ဆုံးကြက်3သိန်းခွဲဝင်းကျင်ကနေအများဆုံးကြက်3သိန်းထိပေါက်ဈေးရှိနေပြီးကားမျိုးစားနဲ့ဝန်ဆောင်မှုနဲ့တိုက်ပွဲအခြေအနေပေါ်မူတည်ပြီးဈေးတွေကအပြောင်းအလဲဖြစ်နိုင်တယ်လို့သိရပါဗျာ။